ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမတင်ဆက်ရေးသားထားတဲ့အောက်လန်းဘုတ်တင်နေမမစိပထမပိုင်းကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားလိုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကုကုဖြစ်ပါရစေမမစိမောင်းချလား ချစ်တာပေါ်မှာရေဟောရီလောကမှာမောင်းတာမမဆင်ရအချစ်ဆုံးမရှုံမဟုတ်ပြကျောင်းရင်တခြားယောက်ျားဘယ်နှယောက်လောက်များအခုလိုမျိုးပြောပြီလေမမဆင်ကိုပဲအတန်းစားရရများထင်နေရလေငစိမ်းနဲ့ထင်နေမောင်းတော့မမဆင်ကိုအတော့အထင်သေးရပဲတော်မချစ်တော့အစိမ်းနဲ့ထင်နေရလို့ပြောမလို့ပါအစိမ်းရောက်ကြတဲ့မမဆင်ကိုအစိမ်းနဲ့ငါလို့ပြောတာဒီပါစက်ကြီးကငစိမ်းလို့ထပ်သွားတာတော်လူစိုးရှက်နာနာနဲ့ မမဆေရှက်ပြီးတော့လက်သီးနဲ့ထွေရင်လည်းဖွားဖွားလေးထူပါဗျာအခုတော့ကြောက်ရရင်မှပုတ်ပြီလားမသိဘူးနားလိုက်တာမောင်ကလည်းယောက်ျားရှင်မှဖြစ်ပြီးနုလိုက်တာမမကကြမ်းမကြိုက်တာဆိုလဲထုဗျာထုရင်မကြီးတစ်ခုလုံးပုတ်ရုံမကလို့အတွင်းကလေးစားရပါပုတ်ဆမ်းပါစီဗျာထုဗျာမောင်အဲ့လိုရက်ဆက်နိုင်မှာမလားဒီလိုမျိုးပလီပလာတီတီတတာပြောဆိုနေကြတဲ့သူနှစ်ယောက်ကကြီးမားတဲ့ညောင်မင်းကြီးတပည့်ရဲ့အောက်မှာရှိနေပြီးကြီးမားတဲ့ຫນွေကြိုးတွေကပက်ခတ်တဲ့တန်ဖြစ်လို့နေရပါ နယ်ပခတ်ပေါ်မှာတော့တမီးရီစားစုံတွေတွေထိုင်နေပါတယ်။အစရောင်အင်းကြီးအစရောင်ထမင်းနဲ့ကြော်ရှင်းလာပနေတဲ့မမဆိုင်လုံးအမီးရယ်မိမပြိုလေးနဲ့ပစိုးခတ်တူတူဝှထားပြီးအသားညွညွအရက်ခပူပူအာမနာရယ်ဆိုရရင်တော့ဂင်တူတူအသားမဲမဲလူငယ်တူတို့မှမလိုက်မဖက်စာရှိနေပေမဲ့လေချစ်ကြောင်းကြိုက်ကြောင်းပြောလို့နေပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ညောင်မင်းကြီးရဲ့အနီကိုနောက်ထပ်လူရဲ့တယောက်ထပ်မံရောက်ရှိလာပါတယ်။ အဲ့လူရဲမှာဆုတ်ခဲ့ပြီးတော့ကင်တူတူလူရဲနဲ့မမစိန်တို့ကိုရှင်တွဲမြင်လိုက်ရတဲ့အခါမှာဒေါသအလေးလေးထလာရတယ်ထမရဲ့ဒဇက်ဆက်တုံရဲ့နှကန်ကလေးတုံရင်နဲ့လီတန်နဲ့အော်ဟစ်ကလှမ်းခေါ်ပါရယ်မမစိန်အတန်ကြောင့်ကင်တူတူလူရဲနဲ့မမစိန်တို့ကပခတ်တံတန်ဖြစ်နေရဲ့ຫນွေကျိုးကနေဆင်းလိုက်ကြပြီးညောင်မင်းအနီကိုတုကက်လာတဲ့လူရဲကိုကြည့်ကနှစ်ယောက်လုံးတအံ့တအော်ဖြစ်နေရမှမမစိန်ကသူ့ရဲ့တယ်လာလာတဲ့လက်ချောင်းလေးတွေကိုပစက်မှကပ်လိုက်ပြီးဟဲ့မမောင်လာတယ်ဟုတ်တယ် မမဆရာအစိမ်းအောင်ကြိတ်တလောက်ကြက်ကိုတိတ်ဆိုင်ခရပဲဒီလိုခင်တို့တို့ပုတ်ကွက်ကွာလူးစစ်မမီရူပါချူကြနေငနေကိုများကြုတ်လို့ပြိုရိုင်းကြိုက်တဲ့နှင်းစီကံကိုထားပြီးကြိုက်ရတယ်လို့ဗျာမစီမဆိုင်အတလွတ်အတွေ့ခံလိုက်ရတဲ့ကိုခင်တို့ကစိတ်ဆိုးတော်သားဖြစ်သွားတဲ့အတွက်ခက်တူတူဝှက်ထားတဲ့ပစုကိုပြင်ဝင်လိုက်တဲ့ချိန်မှာလူရွေကသူ့ကိုကြည့်ရင်စိတ်မသက်မသာနဲ့ထမှန်စကားဆိုလာပါတယ်မမဆိုင်ရဲ့ပစုတစ်ထည်ဝယ်နှစ်ထည်ရတဲ့ကောင်းနေများကြိုက်ရတယ်လို့ဗျာဟဲ့မိဘစကားပြောတာလေ ။ဘာစကားပြောရမှာလဲ။မင်းအရက်နဲ့ဆိုရင်ပစိုးတစ်ထည်ဝင်အလဲရဖြစ်ပြီးနှစ်ထည်လုံးလို့ရတယ်လို့ပြောတာလေကွာ။အေးမင်းကြံမစိုး။အာငါတော့ရှောင်းသွားပြီ။ဟေ့အောင်မင်းဘဲအားကောင်းလေ။ငါနဲ့ငါချစ်သူချင်းတွေ့နေအောင်ဘာလို့လာပြီးနှောက်ရှက်နေရလဲ။ဒိုးပို့ရဲကွာဘတ်တွေလူမရွေးဘူးနော်။မင်းနဲ့ဘတ်တွေကောင်းလေငလမတိုင်ပြီးမှရှာမပဲတွေ့နေမှာ။ဟေ့အောင်မင်းငါ့ကိုစော်ကားတာများနေပြီနော်။မင်းဘဲအားကောင်းလေပြောစမ်း။ဂျပူကစိတ်မရှိနိုင်တော့ပဲသူ့ကိုလာပြီးတော့နှောက်ရှက်လေတို့ထင်မြင်ထားတဲ့လူရဲ့ကိုမေးလိုက်ချင်မှာ။ အဲ့ဒီခါမှာသူတို့စီလာနေတဲ့လူတွေကမခုမခံနဲ့ဟားတိုက်ရှီမလိုက်ပြီးဒိုးပူကိုလက်ညှိုးငေါငေါထုတ်ကဟဲ့ငါပူဒိုးပူကဒိုးလုံးလေးလိုမျိုးပူပူလေးနဲ့ချစ်ချာလေးမျိုးအမေကဒိုးပူလို့နာမည်ပေးခဲ့တာကသိလားပူတာပူတာပဲဒိုးပဲပူပူတညင်းသေးပဲပူပူအတူတူပဲဟဲ့ဆွေစာမင်းငါတို့ချစ်သူများချစ်ကြည်နူးနေအောင်လာပြီးတော့မနှောက်ရှက်နဲ့ပြန်စမ်းလူရဲ့ကမျက်စိအနေငယ်စောင်းနေရဲ့ဟန်ရှိပါရဲ့ လူရဲကအဲ့လိုမျိုးပြောလိုက်တဲ့အတွက်သူ့ရဲ့အောင်းနေချက်ကိုတိုက်ရိုက်ထိသွားရမှာမကြည့်မနှံနဲ့ပြန်ပြီးတော့ရှံတွေ့လာပါ ore ။ရောက်သူဘူးငါနာမည်မြင့်မုံမင်းအောင်ဆိုကဆွေဆောင်ကဆွေဆောင်မယ်ခွေတယ်မှမြင့်မုံမင်းအောင်ဆိုလားရေတအိုးခတ်လိုက်တော့မှမင်းနာမည်မခေါ်ဘူးကရေးစားလူလူဦးနုကျဲခတ်တနီဟိုရင်းကျန်းညံဖြစ်နေတဲ့တို့ဘူး ਨੇ မြင့်မုံမင်းအောင်စိုးတို့ကညောင်မင်းကြီးရဲ့အရှိအအောင်မှာတောင်းနေတဲ့ရန်ဆောင်လို့နေပါရယ်ခြေနဲ့မြေဦးမရက်ကျူနဲ့တောင်ပစာကိုမသွေးပေမဲ့လည်းတကောက်သားနှစ်ယောက်တို့ကခမဲကျွဲဝိမဲ့နွားများအတင်တန်းဆောင်နေပါရယ်ဒီအရှိကိုတော့မျက်နှာငယ်လေးနဲ့မမစိတယောက်သူမကြောင့်ဝေးကြတော့မယ်နွားနှစ်ကောင်အလားလူမြောက်ကိုကြည်လိုက်ရင်ကငုံမဲမဲလေးတန်းနဲ့တောင်းမှရှာပါရယ်မောင်စိတ်ထင်းတော့မမောင်ဒေါ်သားကိုလျှော့ပါမမစိကျုပ်ဆိုရယ်မြင့်မုံမင်းအောင်စိုးမေတောက်နာမည်ထဲ့မပြောနဲ့ကွာမင်းမေကအရှိတော်တော်ကြိုက်တယ်ထင်တယ် ညနေပိုင်းနဲ့မမဆေယုံစကားဆိုနေတဲ့မြင့်မုံမင်းအောင်ဆိုအားလူလဲပူနာမည်လဲတူရတူပူကစိတ်မရှိစွာနဲ့အဲ့လိုပြောလိုက်တဲ့ခါမှာတော့အပြစ်ပြောစရာဟုလို့မျက်လုံးလေးသာတောင်တလုံးညောင်တလုံးမတိမတာဆောင်းနေတဲ့မြင့်မုံမင်းအောင်ဆိုမှစိတ်တို့ဒေါသထွက်သွားပြီးဟရငပုမင်းနဲ့ခဏနေမှာချမယ်ငါမမဆေနဲ့စကားပြောအောင်မင်းနဲ့မဟုတ်ငါလည်းမမဆေနဲ့စကားပြောအောင်မယ်သူတို့ညကမမစိန်ကိုပြိုင်သူလှည့်ကြည့်လာပြီးရဲ့နောက်တယောက်တစ်ပေါက်နဲ့အမေးစကားဆူပါရဲမမစိန်မမစိန်အောင်မအောင်ပဲချစ်တာမို့လား မမဆိုင်အတွက်မမောင်ဆိုရဲကြုံမြင့်မှုဟဲမင်းနာမည်ထက်ထက်မပြောပါနဲ့ဆိုငါနာမည်ငါခေါ်တာဘယ်ခွဲပို့မှတင်ပြနေစာမလို့ထင်နေဆွေဆောင်မင်းတိတ်လွန်သွားပြီနော်အတုံနဲ့ထုံရင်ဘလောက်နာလဲဆိုတာမင်းမကြခင်သိစေရမယ်သူတို့ညာကအမြတ်ဒေါ်တာကိုမထင်းဆုံနိုင်တဲ့အပြင်ချစ်လာဆိုရဲမမဆိုင်ရောမှခယူးမပြူနိုင်တော့ပဲပြေးပြီးတော့ထိုးချိန်နှစ်ပန်းလုံးကြပါရဲ့ ဒီလိုမျိုးရှံပြတိုက်ခိုက်နေတဲ့သူနှစ်ယောက်တို့ကိုမမစိန်လုံးအမိရတဲ့တကောင်သားနှစ်ယောက်တို့ရဲ့ရီးစားဖြစ်သူမိမကသဘောကျစွာရှိမလို့နေပြီးလက်ခတ်လော်ဝါတည်ရင်နဲ့သာကြည်လွန်နေပါရယ်စိန်ဆုံနေတဲ့မျက်ခင်းပြင်မှာနှွားများကိုလှကားကြောင်းထားကြပါရယ်နွားကြောင်သားလေးတွေကသူရဲ့လွယ်အိတ်ထဲမှာလောက်စလုံးနဲ့လေးကွာကိုစီကိုထုတ်ကအတန်လန်တဲ့နေရာမှာကျွဲတကောင်ရဲ့ဥကျုပ်ပေါ်မှာနာနေတဲ့ဇယက်ငတ်တကောင်ကိုဝိုင်းကြည့်ပြီးစကားဆိုပါရယ်။တာအေးပေတူအောက်တန် မင်းတို့ကောင်တောင်ရောက်တန်းဖေရဲ့ကျွဲမှာနားနေတဲ့အိမ်ငှက်ကိုမှန်အောင်ပြစ်နိုင်လားဟာပြစ်နိုင်တာပေါ့ကုတာရရသေးကြလို့လားသေးကြတာပေါ့အေးအဲ့ဆိုရင်အမဘေးကြီးလောင်းကြမလားတာရရဲ့စကားကြောင့်ပေတူးနဲ့တာအေးဆက်ပြီးတော့စကားမဆိုဘဲညိန်ပါလေမညိန်လို့လည်းမရဘူးလေအကြောင်းကတော့သူတို့ညောင်မှာအမမရှိရကြမှာအောက်တန်းနဲ့တန်းဖေမှာတော့အမရှိရတဲ့တာရကစူးစိုက်ကြည့်လိုက်ပြီးကုတာရခင်ဗျားမဘေးကအမရှိလို့ရောအမရှိရင်အမကျွတ်တော့စိတ်ဝင်စားအောင်နော်တောက်ကြီးတောက်ကျဲနဲ့ ကျွတ်တို့အမရချောတော်မော်တော်ရီတော်ကြမှာကွာငါမင်းတို့စနေမှာငါကိုလည်းဘယ်သူမှမပြစ်ကြနဲ့တော်ကြတန်းဖေရဲ့ကျွဲအလုံးကန့်နေမှာဖြစ်ပြေးပေါမှနေမယ်တန်းဖေအဖဦးစိတ်တို့ကြောင့်လေမင်းတို့အတိပဲတာရာတို့ကအရှိကောင်နဲ့တမန်ပင်ကြီးရဲ့အောင်မှာရောက်တဲ့ရရစကားရီကိုပြောဆိုနေကြပါရယ်အိနောအောက်တန်းကသူတို့ရဲ့အနာကိုတွေ့ရွေလှန်လာတဲ့လူတယောက်ကိုလက်ညှိုးထုတ်ပြရင်းကနေကြံ့ရတဲ့သူတွေကိုစကားဆိုပါရယ်ကိုတာရာဟိုမှာလာနေတဲ့ကောင်ကျွတ်တို့တွေတိတ်တလို့ပဲအေးငါလည်းမြင်မှုတလို့ပဲ သူတို့ကသူတို့စီကိုလှမ်းလာတဲ့လူတယောက်ကိုဝိုင်းပြီးတော့ကြည်နေကြပါရဲ့ညမကြတော့ချိန်မှာလှမ်းလာတဲ့သူရဲ့ပုံရိပ်ကိုမြင်ရတဲ့အခါအလုံးပစက်အဟောင်းသားဖြစ်သွားပြီးတရားမျက်နှာတယောက်ကြည့်လိုက်ကဟဲ့နေအဲ့ဒါဘိုးတင်မို့လားဟုတ်တယ်ဟုတ်တယ်အဲ့ဒါဘိုးတင်ဒီကောင်ပြန်လာတာထင်တယ်သူတို့ကရုပ်ကြီးဝမ်းသာသွားပြီးရင်တော့တခုခုကိုတွေးမိသွားတဲ့တာရာပီတူနဲ့တာအီရိုမှမျက်နှာများပြန်ကြည့်လို့သွားပြီးသူတို့ရဲ့လေကွာတွေကိုလက်နဲ့စနေပါရဲအဲ့ဒီချိန်မှာမောင်ဘိုးတင်ကသူတို့ရဲ့အနာကိုရှာလာပြီးကိုတာရာ ုပ်လေကျုပ်ပေတူးနဲ့တိုင်ငါလေကွာငါပြန်လာပြီလေကွာမင်းပြန်လာတော့ငါတို့ကဘာလုပ်ရမှာလဲခမရမျက်နှာရဘာကြီးဖြစ်နေရလဲကျုပ်ကိုကြည့်နေမှသစိမ်းကြနေရပဲမဖို့တင်အဲ့လိုပြောတဲ့အခါမှာတာရာတို့အဖွဲကသူ့ကိုခက်စင်းစင်းနဲ့ကြည်နေပြီးတယောက်တစ်ပုံနဲ့စကားဆွကြပါရယ်မင်းကသစိမ်းမဲ့လေငါတို့နဲ့အမျိုးတော်လို့လားမင်းကတစ်ဆိတ်ရွာသားတို့ရွာသားလည်းမဟုတ်ဟုတ်တယ်မင်းနဲ့ငါတို့နေရဘာမှမဆိုင်မင်းကြောက်ဦးအောင်လေဘယ်ရောက်နေမှမသိဘူးဟုတ်တယ်မင်းကလူသက်သမားရဲ့အပေါင်းပါပဲတို့နဲ့ဖားဆိုင်တော့မှတ်လို့ ဟဲ့အောင်ဖိုးထင်မင်းငေါင်းနဲ့ဝေးဝေးမှနေစမှာကွာဖိုးသူတော်ရွတ်တက်တဲ့တရခနဲ့ပေါင်းတဲ့ကောင်မဖိုးထင်ဟာအလုံးကနေဝိုင်းဝန်းပြီးတော့ပြစ်တင်ပြောဆိုကြပါရယ်မဖိုးထင်ကရှင်းပြရင်အတွက်ကြိုးစားလိုက်ပါရယ်မင်းတို့မသိရဲ့အကြောင်းတွေရှိသေးတယ်ပေတူငါတို့မသိရဲ့အကြောင်းကမင်းရွှေရင်ငွေတွေအများကြီးရရဲဆိုတာလားမဟုတ်ဘူးနော်မင်းတို့ကအထင်လွဲနေပြီအထင်လွဲတာမဟုတ်ဘူးလက်တွေ့မြင်လိုက်ရတာဖိုးသူတော်ဦးမဲကိုတတ်တာဦးဝေလာအခုမင်းကဦးဝေလာနဲ့ပေါင်းနေမင်းလည်းလူရောက်မှာပဲလေ ကဲကိုတာရကြရဲပြဒီကောက်လေးခွားနဲ့ပြစ်လို့မေးပြပေတူရဲ့နိုးစစကားကြောင့်မောင်ဖိုးတင်မျိုးလုံးပြူသွားပါရယ်ပေတူရောကလက်ထဲမှာရှိရဲ့လေးခွားလေးနဲ့မောင်ဖိုးတင်ရဲ့မျက်နှာစီကိုပြစ်လွတ်လိုက်တဲ့အခါမှာညာစားတော်လောက်စလုံးတို့ကလှင်မြန်တဲ့အရှိဟုံတို့နဲ့သူ့ရဲ့မျက်နှာစီကိုတိုးဝင်လာပါရယ်အာမင်းတို့မင်းတို့ငါအထင်လွဲနေပါပြီဆိုဖိုးတင်ဖိုးတင်ကောင်းလေးဘာဖြစ်တာလဲ အင်းလေးတစ်လုံးအတွင်မှာအိပ်ပျော်နေတဲ့မောင်ဖိုးတင်နဲ့ဥဝေလာတို့နှစ်ယောက်အနံမောင်ဖိုးတင်မှာအိပ်နေရင်နဲ့အိမ်မက်ရောင်ကအော်ဟစ်နေခြင်းဖြစ်ပါရယ်ဒါကြောင့်အနီးမှာရှိနေတဲ့ဥဝေလာမှာရေတခွက်ခက်ကကန်လိုက်ပြီးကောင်းလေးဘာဖြစ်တာလဲကျုပ်ကျုပ်အိမ်မက်မက်နေဟာမင်းချွေးရောင်မှပြန်နေရဆိုတော့အိမ်မက်တော်တော်ဆိုးရယ်ထင်တယ်တော်တော်ဆိုရယ်ကျုပ်ကိုရွာအပေါင်းတင်နေရအထင်လွင်နေကြတယ်။ဘာလဲငါနဲ့အတူလိုက်သားလို့လား။ဥဝေလာအဲ့လိုပြောလိုက်တဲ့အခါမှာမဖို့တင်ကခေါင်းကိုဖြည်းဖြည်းချင်းနှိပ်ပြလိုက်ပါရယ်။ ဒီကမှာဦးဝေလာကတစ်ချက်ပြောင်းလိုက်ပြီးထမှန်စကားဆိုပါရယ်။ကောင်းလေမင်းအထီအတွက်တော့စိုးရင်စာမလိုပါဘူး။ငါမရှိရတဲ့အချိန်ကြာသူတို့တွေနားလေသွားမှာပါကွာ။ရွှေရီကောင်မင်းမမြန်လေးကူညီပေါ့။ကောင်းသွားရင်တော့အရာအလုံးအဆင်ပြေသွားမှာပါ။ကဲကဲကောင်းလေပြန်လာအိတ်ကွာ။ဦးဝေလာကအဲ့လိုပြောပြီးရင်တော့ပြန်လေပြီးတော့အိတ်ဆက်လိုက်ပါရယ်။မဖို့တင်ကလည်းပြန်အိတ်မပြောတော့ဘဲတောင်တေးမြောင်တွေနဲ့အတွေးပေါင်းစုံလို့နေပါရယ်။သူရဲ့အတွေ့အကြုံမှာတော့ပေပင်ရောပြောင်းတဲ့ခါမှာအိမ်မထရလိုမျိုးအပေါင်းတင်နေအောင်အထင်လွဲကြမှာလား ဂျမမဟောဝေလာရဲ့ခရီးကြောင့်တည်ဆောင်ခဲ့သေးရှိသောသူ့ပယောကပါရီထင်းပြီးဂုံယူနေမလားမြေတို့ပင်စစေကမှုအဖြစ်မှန်အဖြစ်ရင်းနှီးရဲ့အပေါင်းအသင်းတွေကိုဥဝေလာမှာသူတို့ထင်ထားသလိုလူယုံမှာတရားမဟုတ်ကြောင်းလုံးစီပစီရှင်းပြမယ်လို့ဆုံးဖြတ်လိုက်ပါရယ်ဒီအချိန်မှာဥဝေလာမှာလူလောကမှာရှိမှရှိပါလေစားလို့တွေးမိပြန်ပြီးစိတ်မကောင်းဖြစ်ရပြန်ပါရယ်အဲ့နောက်ဥုံစီကိုလည်းအတွေ့ရရောက်သွားပြန်ပါရယ်အခုချိန်ဥုံတယောက်ရွာအောင်များပြန်ပြီးတော့ရောက်နေမလားမသိဘူး ရှော့ပြမြောက်ခဲ့တော့ဖယ်ရီများလျှောက်သွားနေလေလို့တွေးရပြမှသေးတယ်။ဒီလိုမျိုးတောင်တွင်းများတွင်နဲ့အိမ်မပြောပဲရှိနေစဉ်ဦးဝေလာမှာမျက်လုံးကိုမှိတ်ရတာနဲ့သူ့ကိုစကားဆိုလာပါရယ်။ဘိုးတင်ကောင်းလေးအတွေးဆိုတာလက်တွေးကြတဲ့အရာတွေပဲ။အခုချိန်ကမင်းရဲ့အုံနောက်ကိုအနာပေးရမယ့်အချိန်ပဲကွာ။ပြမလာတဲ့အနာကပ်အမျိုးမျိုးလှဲ့ပြီးတော့တွေးတောနေအောင်ဆိုရင်တော့ထပ်မတွေးတော့ဘဲနဲ့အိပ်ပြောင်အောင်ပဲပြန်ပြီးတော့အိပ်လိုက်တော့ကွာမနက်ဖြန်ဆိုတော့လာမယ့်အနာကပ်အစပြုတဲ့နေ့တစ်ပဲကွာမနက်ဖြန်အတွက်သူတွေအင်အားရှိဖို့လိုအပ်တယ် ဟုတ်ကဲ့ဆရာကြီးကျုပ်သဘောပေါက်ပါပြီ။ငါမင်းသဘောကြအဲ့အချက်တွေပဲ။ကဲကဲကောင်းလေပြန်အိတ်စုကွာ။ဥဝေလာရဲ့စကားဆုံးတဲ့အခါမှာမောင်ဖိုးထင်ကမျက်လုံးကိုမိတ်လိုက်ပြီးရဲ့နောက်အိတ်ပြောင်းသာကျူးစာအိတ်လိုက်ပါရီ။နနမူတော့အလေးအော်ရတဲ့အချိန်မှာတော့ကျေးလက်တော်ရလေးတရားရဲ့ရှာထိန်မှရှိတဲ့အကျော်ဆိုင်လေးမှာလူများအတန်အတန်စီကားလို့နေပါရယ်ထမင်းဝိုင်ကလေးများရဲ့ပြီးမှစောင့်ကြောင့်ထိုင်ပြီးအကျော်စားနေကြတဲ့တွေရှိတယ်လို့စပွဲတိုင်အပေါ်မှာထိုင်ပြီးတော့အကျော်စားနေကြတဲ့တွေလည်းရှိပါရယ် အကျော်တဲ့အမျိုးသမီးကြီးရဲ့အသက်ခတ်စားစားကအကျော်ကျော်နေမှာသူ့ရဲ့အကျော်ကောင်းချမ်းကို အမွတ်တင်ပြီးပြောနေပါသေးတယ်။ဩဇာခံရွာဒေါ်ဘူးမအကျော်ဆိုင်ဆိုတာစိုင်ထိုင်စားလို့တော့မှရတယ်နော်။ဒီနာရွာတွေမှာစိုင်ထိုင်စားလို့ရတာမဟုတ်ဘူး။ငါဆိုတဲ့ဘူးမအကျော်သားရှောင်းနေလက်ညှိုးထုတ်မလဲပိုင်ဆိုင်မှုတွေရှိရဲဆိုတာနင်တို့သိရဲ့နော်။ဘာလဲဒေါ်ဘူးမအကျွေးတွေပေးရမှာလား။မတ။နင်သာငါ့ဆရာအကျော်အကျွေးစားနေ။အကျော်လဲအကျွေးစားသေးငါ့သမီးကိုလည်းငံသေးမတွေ့ဘူးပါဦးတော်။ ဟာဗျာခမရမရှက်ပြီမေကျုပ်ရှက်တယ်ဗျကျုပ်အကျော်အကျွေးမှတ်တာထားဗျမတကောင်နေအကျွေးမှန်ရတယ်လေငါအိမ်ကထုတ်တက်နေမဲနေပြီတောသူတောင်သားတွေကအကျွေးရစားရှိရဆိုရင်အိမ်အောင်မှာရှိရပြင်များတွေမှာရှေးမှတ်ချတတ်ကြပါရဲ့တချို့သောသူတွေကလေကားအစင်တက်ကပန်းတွေမှာအိမ်တိုင်းတွေမှာအိုမဲကယ်ရီနဲ့ရှေးမှတ်ချတတ်ကြပါရဲ့တောသူတောင်သားတွေအနေနဲ့တရွာတွေမှာနေတရေတဲတောက်နေကြတဲ့သူတွေမျိုးစိတ်ရေးတိုင်းထွာကဒီလိုမျိုးစကားတွေဆိုကြပြီးမယ်လေတယောက်နဲ့တယောက်စိတ်ကွက်ခြင်းအလျင်မရှိကြပါဘူး သူထက်ငါနိုင်အောင်သာစကရေလူကြပါရယ်အခုလေအကြော်တဲ့တော်ဘူးမကသူမရဲ့သမီးဖြစ်သူကိုရှီမန်တာကဆိုင်ယုံလာတဲ့ကာလာတာရီရှီမန်ဒီလိုမျိုးပွင့်ပွင့်လင်းလင်းပြောဆိုနေရပါအကြော်ဆိုင်လေးကနေလုံးထလာတဲ့အချိန်ထိလူတော်တော်များများရှိနေပါသေးတယ်အခုအဲ့ဆိုင်လေးကိုလမ်းလျှောက်လာနေတဲ့သူများရှိပါရယ်သူတို့ကတော့အခြားသူတွေမဟုတ်ကြပဲမဖို့ထင်တဲ့ဥဝေလာတို့ပါသူတို့ညကလူရှင်းနေပြီဖြစ်တဲ့ဇပွဲတန်းအောင်တခုမှဝင်ထိုင်လိုက်တဲ့အချိန်တော်ဘူးမရဲ့အတန်းဆဆာကထွက်ပေါ်လာခဲ့ပါရဲ့ ညမရေဥမာဧည့်သည်ညောင်းလာတယ်သူတို့ကလက်ငင်းစမဲ့သူတွေတေချာခ ्यू ဆိုင်နော်နင့်လင်နေကြီးပဲခ ्यू ဆိုင်နေနေအမေကလေကုတ်သမီးအပြိုလေးဘာတွေပြောနေအောင်လည်းမသိဘူးသမီးပြိုလေးတွေဘာတွေလုပ်နေနေနင့်ကိုကြိုက်မဲ့သူရှိမှာမဟုတ်ဘူးနင်ကြည့်ထားမကြခင်မမစိန်ခရကတို့ရပါကူးလာလိမ့်မယ်ဟုတ်ပါအဲ့မမစိန်ဆိုတဲ့ကောင်မတော်တော်ရှုပ်တာပဲနော်အမေမဖို့တဲ့ဦးဝေလာတို့ကအကျော်သေးတာမိပြောနေအကြောင်းအရာကိုစိတ်ဝင်စားနားဆင်လို့နေမိပါရဲ့ သူတို့ညောင်စိတ်ဝင်စားနေရကိုသိရန်ရှိရဲ့အကြော်လာဝဲတဲ့ကာလာသားတယောက်ကသူတို့ကိုစကားဆိုပါရယ်တရဦးကြီးရောမမဆိုင်ရဲ့အကြောင်းမသိသေးဘူးထင်တယ်အေးမသိသေးဘူးကညမှဒီရောရောက်တာအော်အဲ့ဒါကြောင့်မသိရဖြစ်မယ်အကြော်လာဝဲလူရဲကမဖိုးတင်တို့ညောင်ထိုင်နေတဲ့မျက်နှာချင်းဆိုင်ထိုင်ကုန်းမှာဝင်ထိုင်လိုက်တဲ့ချိန်အကြော်လာချပီးတဲ့ညူမြကအဲ့လူငယ်ကိုတတိပေးစကားဆိုပါရယ်ကိုပွားနေစကရောဖော်ရောလို့ပြောရဲအဲ့တယ်ရီအကြော်နှိုက်ပြီးမစားနဲ့နော် နင်တို့သားမြတ်စကားပြောလိုက်လို့ရှိရင်ရိုက်ပေါက်တွေပဲငါစားပါမလားဟာလူရဲကလည်းပြပြဆဆူနဲ့အကြော်ပကံကိုလှလှမ်းလိုက်တဲ့အချိန်ညမြဆိုတဲ့မိန်းကလေးကလူရဲရဲ့လက်ကိုပုတ်ထုတ်လိုက်ပြီးမတာနင်မရိုက်မှလားဧည့်သည်တော့မစားသေးတော်တော်ရှက်မရှိတာပဲနင်အကြော်ပကံထဲမှာတက်ကဲအမိုက်မြင်လို့ဖယ်ပေးမလို့ပါဟာငါအဲ့လိုက်လည်းမရိုက်မအောင်ညမြရဲ့ဟုတ်ပါတယ်အကြော်ပကံထဲမှာတက်ကဲအမိုက်တစားရှိရပါဒီခါမှာညမြကလူရဲကိုကြည့်လိုက်ပြီးမသိဘူးလေနင်နိုင်စားမယ်လို့ထင်လို့ပေါ့ အဲ့အေးထားလိုက်ပါဒီဦးကြီးရဲ့မမဆိုင်ရဲ့အကြောင်းမသိသေးဘူးတဲ့အဲ့ဒါငါပြောပြမလို့အေးအေးပြောပြလိုက်မဖို့ထင်ကကိုပွားရဲ့တိခတ်မှုကိုအတော်ပင်အံ့ဩရပါတယ်လူကြားထဲမှာလက်ဖြတ်ပြီးတော့ရိုက်ခံလိုက်ရတဲ့အထိဖြစ်ပျက်တယ်ဆိုရယ်ညိုမြဆိုရယ်မိန်းကလေးအပေါ်စိတ်ဆိုးတဲ့အမူအရာတစ်စက်ကလေးမတွေ့ရအောင်ပါမဖို့ထင်ကညိုမြအစားကိုပွားကိုအာနာသွားပြီးဒီအကူအကျော်စားပြားကျုံတော်တပွဲထပ်မလိုက်မယ်ရရညီလေးအကျော်မစားတော့အမနာပါနဲ့ဗျကျုပ်တို့ဆရာတို့ပဲညာခင်ဗျားပြပြမမဆိုင်အကြောင်းအတော်လေးကိုသိကျင်နေတာဗျ မမဆိုင်ရဲ့အကြောင်းကိုကျုပ်လည်းအကုန်လုံးမသိပါဘူးကြားရတာတွေကတော့တကယ်ကိုအော်စရာတွေပဲဗျာကျုပ်တို့လည်းအိရာမသွားရတော့အကြောင်းစုံတော့တိတ်ပြီးတော့မသိဘူးပေါ့ဗျာကိုဘွားကမောင်ဖိုးတင်တဲ့ဥဝေလာတော့ကိုသူသိတဲ့လောက်မမဆိုင်ရဲ့အကြောင်းပြောပြလာပါရယ်သူတောက်တယ်မဟုတ်ပဲအကျော်ကျော်နေတဲ့ဒေါ်ဘူးမနဲ့ဒေါ်ဘူးမရဲ့သမီးညွန့်များတို့ပါမမဆိုင်အကြောင်းကြားသိရတဲ့လောက်ပြန်ပြီးတော့ပြောပြလာပါရယ်မမဆိုင်ကလူပြိုရီယာယူကုန်နေတယ်တော့တခုလက်မုတ်ဆိုးပိုရီယာတော့ခွင်တက်နေရတယ်လေဘလို့ကြီးလေဗျာကျုပ်ဖြစ်နားမလဲ ကလေးမင်းမသိလို့နော်အခုနောက်ပိုးရွာမင်းမပြိုလေးတွေကသူတို့လူပြိုတွေမကြိုက်တော့တခုလက်တို့မုတ်ဆိုးပေါ်လို့နေပဲယူတဲ့မမဆိုင်ကလူပြိုမဟုတ်တာတွေဆိုမကြိုက်ဘူးရဲ့လေမမဆိုင်မကြိုက်တဲ့လူတွေကိုနောက်ပိုးရွာမင်းမပြိုလေးတွေကယူရတာပေါ့အေးတို့ရအောင်တော့မမဆိုင်နာမယ်လို့သတင်းထွက်နေ啊ငါသမီးညိုများလင်ပိုးနေရတာကြည်ပါတော့အေးတော်ဘူးမရဲ့တုတ်တုတ်ဥပေါ်စကားကြောင့်မောက်ဖိုးတင်လို့ပြုံးစီစီဖြစ်သွားကြပါရဲ့အဲ့နော်ဥဝေလာကသူ့ရဲ့ရှေ့မှာထိုင်နေတဲ့ကိုပွားကိုအမေးစကားဆိုပါရဲ့ နောင်ပိုးရသွားတဲ့လောင်ပြပါလားဦးကြီးတေကနေ့ရိတ်ခါယူမလို့လားဟာမဟုတ်ပါဘွာအရူကစွန့်စွန့်စားစားလုပ်ရတာကြိုက်လို့မေးတာပါမသိပါဘူးဗျာနောင်ပိုးကအပြုံလေးတွေကိုသွားပြီးများယူမလားလို့မဖိုးတင်ကကုပွားရဲ့စကားကြောင့်ပြောမိသားတယ်လို့ဥဝေလာကလည်းပြောမိသွားပါရဲ့အေးနော်မဖိုးတင်ကသူတို့ဇာနေရဲ့အကျော်ရဲ့အဖိုးခါပြင်ကုပွားဝယ်ယူရဲ့အဖိုးခါကိုပါရှင်းပြလိုက်ပြီးရဲ့နော်ကုပွားလမ်းညွှန်လိုက်တဲ့နောင်ပိုးရွာကိုထွက်ခွာသွားပါရဲ့မမစိန် ယောမမစိန်လောကယောတိုင်တယ်ပြောကျုပ်အော့ပြောလိုက်မယ်မမစိန်ကိုတိတ်ချစ်တယ်အာမဖို့တင်တဲ့ဦးဝေလာကနောက်ပိုးရွာတော်သားနေရာမှာရွာနဲ့မလန်မကန်မှာရှိတဲ့ရိုးချောင်းလေးမှာထိုင်ကအော်ဟစ်ပြောဆိုနေတဲ့လူရဲတယောက်ကိုတွေ့လိုက်ရပါတယ်သူရဲ့မျက်နှာတို့ကအညူမဲရိဆွဲနေပြီးအတော်နာနာကျဉ်ကျဉ်ဖြစ်နေဟန်ရှိပါတယ်သူပေမဲ့လည်းနေပူမှာကောင်းငင်ကြီးမော့ကြည့်ပြီးမမဆိုင်ရုံချစ်တဲ့အကြောင်းများအော်ဟစ်ပြောဆိုနေသည်မှာမြင်တွေ့ရတဲ့သူတွေဖိုးကြည့်ရတာအတော်လေးကိုမတတ်တာလားပါဘူး မဖို့တင်တဲ့ဥဝေလာတို့ကမလန်မကန်မှရှိတဲ့ပောက်ပင်ကြီးတပင်ရဲ့အရှိအအဝါထိုင်လိုက်ပြီးတဲ့နောက်ဥဝေလာကမျက်နာမှာထိုင်ရပရပွားနဲ့ကောင်းကင်ကိုမော့ကြည့်ကအော်နေရဲ့လူရဲကိုလှမ်းပြီးတော့စကားဆိုလိုက်ပါရဲ့ငါတူမင်းမလဲကြည့်ရမတက်တာလိုက်တာဒီအရေးမှလာအော်ပါလားကျုပ်ကမမဆိုင်ရပြောထားတယ်နေပူကြီးရဲ့မှာအခုလိုရက်ပြီးတော့မိုးပေါ်ကြည့်ပြီးသူ့ကိုချစ်တယ်လို့အော်ပြောရဲအဲ့ဒါမှသူ့ကိုတကယ်ချစ်တာလေလေဗျာဟဲ့ဟာမင်းယူးများနေပြီလားယူးနေပြီကျုပ်ယူးနေပြီကျုပ်ဆိုရဲကောင်မမဆိုင်ကြောင်ယူးနေပြီ ျက်နှာများတဲ့မမဆိုင်ုံမှာကျုပ်ကဆွဲလမ်းပြီးယူနေပြီဗျမမဆိုင်ကတိတ်ရက်ဆက်တယ်တရွာလောကကောင်းနေတယ်မဟုတ်ဘူးတခြားရွာကောင်းနေတယ်ပါကြိုက်နေဗျလူရဲကမဖို့တင်တို့ကိုမဆိုင်ပဲသူပြောချင်တာတွေကိုပြောပြီးရင်တော့မိုးကောင်းငင်ကြီးကိုမွတ်ကြီးရင်ကမမဆိုင်ုံချစ်တဲ့အကြောင်းတွေကိုအော်ဟစ်ပြောဆိုလို့နေပြန်ပါတယ်ဥဝေလာကတော့ခေါင်းကိုခါရမ်းလိုက်ပြီးရင်တော့ဘိုးထင်မမဆိုင်ကတော့ကာလာသားတွေဒုက္ခပေးနေပြီကွာဟုတ်တယ်ဆရာကြီးကျအကျော်ဆိုင်မှာသူ့အကြောင်းစာကြတော့လောက်ဆိုးမယ်လို့မထင်။အေးတို့တွေမြင်မြန်ကြားမှာပဲဖြစ်တော့မယ်။ ကဲကဲရွာထဲကိုသွားပြောနည်းနည်းလောက်စုံစမ်းကြည့်ကြရအောင်ဥဝေလာကပြပြောဆူဆူနဲ့ထိုင်နေအားနဲ့မတက်ရလိုက်ပြီးရနောက်ရှီယာနေဦးဆောင်ကနောင်ပိုးရွာရှီယာကိုသွားလိုက်တဲ့အခါမှာမဖို့ထင်ကလည်းနောက်ကနေလိုက်ပါသွားပါရယ်ညမကြတော့အချိန်မှာတော့နောင်ပိုးရွာအဝင်းကိုရောက်လာကြပါရယ်ရွာဝင်ရောက်လာတာနဲ့မမစေယုံချစ်တယ်လို့အော်ဟစ်နေကြတဲ့ကာလာသားရဲ့အတန်ဒီကိုကြားလိုက်ရပြန်ပါရယ်အဲ့လိုအဟင်းနေတဲ့ကလာသားတွေကိုတော့မိသားစုဝင်ဖြစ်ဟန်တရေတရေကငေါငန်ကတာစီနေတဲ့အတန်တွေလေးထရပ်ပေါ်လို့နေပါရယ် မမစိမိစိကာကြီးမမစိအစိမ်းအောင်ကြိုက်တယ်မမစိကိုရောကြက်ကိုတစိမ်းချိုးချိုးသွားပြီလားဗျာမမစိကိုချစ်တယ်ဗျာဟဲ့သူ့မနေယူနေရလားတောက်ရှမရှိငါအိမ်မှာမရတာယူယူမနေနဲ့နေလက်ကျိုးထားတာအခုထိမမစိနေသေးတယ်သူကချစ်တာကိုအမေကကြောက်ရနှလုံးသားထဲမှာမမစိကဆုံးမနေပြီဗျာမတခောက်နေယူနေပြီ နေမရတာယူယူနေပြီကြောက်ယူနေတာဟုတ်တယ်အမေကြောက်ကယူနေပြီမမစိကြောက်ယူနေပြီဗျာ မဖို့တင်တဲ့ဦးဝေလာကလမ်းမေးမှာရှိတဲ့အိမ်ရင်းနဲ့ထပ်ပေါ်လာတဲ့အတန်တွေကိုကြားလိုက်ရပြီးရဲ့နော်သူတို့အချင်းချင်းတယောက်မျက်နှာတယောက်ကြည့်လိုက်ကဘိုးထေဒီရွာကောင်တွေတော့ငါလိုက်လို့မမြင်တော့ဘူးငါတသက်မင်းမတယောက်အခုလောက်ယူယူမှုမှုဝိုင်းကြိုက်တာတစ်ခါမှမတွေ့ဘူးသေးဟုတ်တယ်ဆရာကြီးကြောက်စိတ်တဲ့အခုဖြစ်နေရတဲ့အရာပုံမှန်မဟုတ်ဘူးလို့တော့ထင်တယ်ဗျာဒီအနေထားကဘလို့လို့ပုံမှန်ဖြစ်နိုင်မလဲကွာငါတို့ရွာလူကြီးအိမ်ရှာကြစို့အိုဝေလာကပြပြဆူဆူနဲ့ရှေ့ကနေဦးဆောင်သွားပြီးမျက်နှာချင်းဆိုင်ရာနေလာနေတဲ့လူငယ်တက်ကိုမေးမြန်းလိုက်ပါရဲ့ ငါတို့ရေတခုလောက်မေးချင်လို့ကွမေးပါဗျာမေးပါတခြားတော့မဟုတ်ပါဘူးရွာလူကြီးရဲ့အိမ်လေးလမ်းညွှန်ပေးနိုင်မလားဦးဝေလာရဲ့အမေစကားဆုံးတာနဲ့လူငယ်ကမျက်နှာညှိုးငယ်သွားပြီးရုတ်တရက်ငိုချလာတာကြောင့်ဦးဝေလာကချိန်မကိုင်းပြီးလက်မကိုင်းပြီးဖြစ်လို့သွားပါရေငိုနေတဲ့လူငယ်ကအသက်ခက်ကြစ်ကြစ်နဲ့စကားပြန်လာပါရေကျုပ်ကတခြားအရာတွေမမင်းနဲ့ကျုံမသိချင်းမမဆိုင်တဲ့ပတ်သက်တာလေးပဲမေးပါပြောပါဒုက္ခပါပဲကွာ အေးအေးငါတို့ဘာသာပဲသွားလိုက်မယ်။ဥဝေလာကမဖိုးထင်အချက်ပြလိုက်ပြီးရင်တော့လမ်းမငုံနေတဲ့လူငယ်ကိုထားရိတ်ကရွာလန်အတိုင်းဆက်သွားလိုက်ပါရီ။ညမကြသောအချိန်မှာတော့အမျိုးသမီးတယောက်ကိုထမှန်တွေ့လိုက်ရတာကြောင့်မဖိုးထင်ကမေးမြန်းလိုက်ပြန်ပါရီ။ပြုတ်အမကြီးရွာလူကြီးအိမ်ကိုသွားကြလို့ပါဗျ။ကျွတ်တို့လမ်းပြပါ။အော်အေးရွာလူကြီးရဲ့အရာဒီနားလေးတွေမယ်ရေတွင်ရှိတယ်လမ်းညာဘက်မှာကွဆက်သွားလိုက်နော်ဟုတ်ကဲ့ဟုတ်ကဲ့ မဖို့ထင်တို့မြကလည်းအမျိုးသမီးကြီးညွှန်ပြလိုက်တဲ့လမ်းအတိုင်းသွားလိုက်တဲ့အခါမှာညမကြသောအချိန်မှာတော့ရှေရင်တီရှိပြီးပြင်နာရဲ့ခက်ကြီးကြီးတစ်လုံးနဲ့အိမ်ဝမ်တစ်ခုကိုတွေ့လဲရပါတယ်အေးအဝိုင်းနဲ့ဝင်လာရမှာအေးနိုင်မှာနွားကျုံနဲ့ခြိထားခံရတဲ့လူရတယောက်မှမဖို့တင်လို့ဝင်လာတာနဲ့ပြုံးရီကစကားဆိုပါရယ်။ကောင်းလေးမင်းမင်းတို့မမဆိုင်လှုပ်လိုက်တာလား။ဗျာမမဆိုင်ကငါ့ဘယ်ရှိမှမဟုတ်လားမင်းတို့လာပြီးတော့ပြောခိုင်းတာမလား။ပြောစမ်းပါကွာငါမဖို့ပေးပါမယ်။ မဖို့ထင်ကတိုင်မှာအခြေခံထားတဲ့လူငယ်ကိုဘယ်လိုမျိုးပြန်ပြောရမယ်မသိဖြစ်နေတဲ့အချိန်မှာပဲလူကြီးတယောက်ကသူ့ရဲ့အနာကိုရှောင်လာပြီးရဲ့နောက်တိုင်မှာအခြေနောက်ခံထားတဲ့လူငယ်ကိုအတန်ခတ်မှမှနဲ့စကားဆိုပါရီဟေးဟာမရတာယူအေယိုလူလာတိုင်းမင်းဟာမှခေါ်ခိုင်းတယ်လို့ပဲထင်မနေနဲ့မင်းတို့ကောင်တွေပြူစားခံထားတာမသိဘူးလားပရိတ်ရေတိုက်လဲမရပရိတ်ကြိုးချီလဲမရနဲ့တိတ်တိတ်နေမမဆိုင်ဆိုတဲ့အတန်ထပ်မချွန်းနဲ့ရွာလူကြီးဖြစ်ဟန်ကျူရဲသူကသူ့ရဲ့သားဖြစ်သူကိုအဲ့လိုပြောဆိုပြီးရဲ့နောက်မဖို့ထင်တဲ့ဦးဝေလာဘက်ကိုလှည့်ကစူးစမ်းတယ်လို့ကြည်လိုက်ပြီး ဒီကဧည့်သည်တွေထမဘာကိစ္စများရှိလို့လဲကျွတ်တို့ရဧည့်သည်မလာတာကြတော့ဘလို့ဧည့်ခံရမယ်ဆိုတာမှမေ့နေပါပြီဗျာရပါတယ်ကျွတ်တို့ကအထက်လန်းဆရာတွေပါဒီရွာမှာထိုးစန်းနာတွေဖြစ်နေရဆိုလို့ဝင်လာတာအထက်လန်းဆရာဟုတ်လားကြောက်ပါကြောက်ပါခင်ဗျာကြောက်ပါအထက်လန်းစရာဆိုပြီးတော့မိတ်ဆက်လိုက်တာနဲ့ရွှေလူကြီးရဲ့မျက်နှာမှာအပြုံးလို့ဝေးစားသွားပြီးမောင်ဖိုးထင်တဲ့ဥဝေလာကိုကောင်းမွန်စွာအေဝတ်ပြုလာပါရယ်ဥဝေလာနဲ့မောင်ဖိုးထင်တို့ညကလည်းရွှေလူကြီးရဲ့အိမ်အောင်မှာရှိနေတဲ့စပွဲတန်ရောင်မှာဝင်ထိုင်လိုက်ကြပြီးရဲ့နောက်စကားစမြည်ပြောကြပါရယ် ရွာလူကြီးဘယ်ကနေဘလို့စားဖြစ်ကုန်တာလဲဆိုတော့ပြောစမ်းမအောင်ကျုပ်တိရတော့မမစိန်ဆိုရဲမိမကြောင့်ဒါရီဖြစ်တာဗျမမစိန်မမစိန်နဲ့ကျုပ်တလန်းလုံးကြားလာတယ်မမစိန်ဆိုတာဘသူရောဗျပြောရရင်တော့ကျုပ်လည်းဘသူမှမသိပါဘူးဗျတခါတော့ကျုပ်သားနာကျုပ်လိုက်ပြီးတော့ချောင်းမှုတယ်သူနဲ့ချင်းတွေ့နေတဲ့အစိမ်းအောင်ဝန်ဆန်တဲ့မိမကြောင့်တွေ့ရတယ်ဗျလှတာတော့တော်တော်လှတယ်ခမားထင်သူကဘာဖြစ်မယ်လို့ထင်လဲကျုပ်ထင်တော့တာမန်လို့တော့မဟုတ်ဘူးဗျအောက်ဆက်ဆောင်လာကြက်လာတစ်ခုခုပဲဖြစ်နိုင်ပါ रे တနေ့နေပါအောင်ခမားတော့ဘာလို့ကြိုးတုတ်ထားလဲ ဒီကနေမြင့်သွားပြီကျုပ်နားမရှိဘူးဘာပြောရလဲဗျနေမြင့်တော့အယူရစ်မိလို့ပြောတာဒီကကိုမမစိန်ဆိုရင်မိမအဆက်ဖြတ်လိုက်တယ်ဆိုပဲအဲ့လိုအဆက်ဖြတ်ခံရတဲ့ကောင်တွေကကိုကိုကိုတေချောင်းချက်မှုတော့လုံးတော့တာပဲအခုလေကျုပ်သားအင်အားရှိတွေနဲ့ခုံချမယ်လို့နေလို့ကျုပ်ကကြိုးထုတ်ထားတာဒါကြည့်ရောဗျအချင်းကြီးကတော်တော်ဆိုးနေတာပဲနေပါဦးဖုန်းတော်စီကြောင်းနေရှိရမဟုတ်ဘူးလားပေးရေးလေးပထမ်းလေးရောမြို့ကြောက်လားရွှေပြပါကောဆရာကြီးအားရွှေရုံနေမဟုတ်ဘူးနော်ဒီကောင်တွေကိုပရေကျိုးပါလဲပြီးဆွဲပေးထားတာ အချိန်တန်တော့လေတကောင်သားတွေကလေမရပရေကျိုးတွေဖြတ်ပြီးတော့သွားတာပါပဲနေပါဦးခမရတို့တရားရဲဖြစ်ညာလားမဟုတ်ဘူးဗျာနှစ်ရွာကျွတ်တို့နောင်ပူရနဲ့ဟိုဘက်ကစီတရွာဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွတ်တို့ဆရာတပည့်ညောင်တကိစားဖြေရှင်းကြည့်မယ်ငွေကြီးရေးပေးစာတော့မလိုပါဘူးကျွတ်တို့ညောင်နေဖို့ထိုင်ဖို့နဲ့ထမင်းကျွေးမယ်ရပါပြီအဲ့ဒီကျွတ်တို့မပူပါနဲ့ဗျာကျုပ်တေချာလေးစီစဉ်ပေးပါမယ်ကောင်းပြီဗျာအဲ့ဒါဆိုရင်တော့ကျွတ်တို့ခမရမမစိန်ဆိုရင်မိမမြင်ခဲ့တဲ့ညောင်လိုက်ပို့ပေးဦးထမင်းစားတော့ပြီးမှပဲသွားပါလား ရှာတယ်ကျွန်တော်နောက်မှပဲစားမယ်အခုအရင်ဆုံးလိုက်ပြီးတော့ပို့နိုင်တယ်မလားပို့နိုင်တာပေါ့ဗျာဒီလိုနဲ့ဥဝေလာနဲ့မဖိုးထင်တို့ကနောက်ပိုးရွာလူကြီးကိုခေါ်ကမမဆိုင်ုံတွေ့ကြရဆိုရင်နေရာကိုသွားရောက်ရန်ထိုင်နေရကနေမတက်ထားရလိုက်ကြပါရယ်ဒီညောင်မင်းကြီးမှတွေ့ရပဲဗျဟုတ်ပြီကျွန်တော်ညောင်ထားခဲ့ပြီးတော့လမ်းလဲသိပြီဆိုတော့ပြရမယ်ပြန်လာခဲ့လိုက်မယ်ဆရာတို့သဘောပါပဲကျုပ်ဆရာကြီးတို့အတွက်ချက်ပြုတ်ထားလိုက်ပါမယ်အဲ့လောက်မလိုပါဘူးကျွန်တော်ညောင်အတွက်နေတော့ဒုက္ခမရှာပါနဲ့ဖြစ်တယ်လို့စားတတ်ပါရယ်ဒီလောက်လေးနေရတော့ဒုက္ခမဖြစ်ပါဘူး နောက်ဘိုးရွာလူကြီးကမဖိုးထင်တဲ့ဦးဝေလာကိုရွာနောက်ဘက်ခဝေဝေမှာရှိတဲ့ညောင်မင်းကြီးအနာကိုပို့ခဲ့ပြီးတဲ့နောက်အိမ်ပြန်လို့သွားပါရယ်။ရွာလူကြီးကသူတို့ညောင်ရဲ့အနာအနေထွက်ခွာသွားတာနဲ့ဦးဝေလာကညောင်မင်းကြီးကိုကြည့်လိုက်ပြီးတဲ့နောက်မန်နန်တပုတ်ကိုတီတိုရွဆူလိုက်ပါရယ်။သူမန်နန်ရွပြီးရနဲ့ညောင်မင်းကြီးတခြားတစ်ဖက်မှာတချင်းစုတန်းစတင်ကြလာပြီးတဲ့နောက်ညောင်မင်းမှာခိုတွေ့နေတဲ့နယ်ပခတ်ပေါ်မှာမိမက်ပြိုလေးတပခတ်စီလို့နေရာကိုတွေ့လိုက်ရပါရယ်။ ူမကအစိမ်းအောင်ရမုံအင်ဂျင်နဲ့အစိမ်းအောင်ချစ်ထမိန်ကိုဝစ်ဆင်ထားပြီးကြောလေထီရောက်တဲ့အချိန်မဲနဲ့နေတဲ့စံကေတာတို့မှဖွင့်ထားတဲ့ကိုခန္ဓာအလှနဲ့အတော်ကိုလိုက်ဖက်လာပါရယ်မဖို့တင်ကသူတို့ညကိုကြောက်ပြပြီးတော့ပကတ်စီးနေတဲ့မိန်ကလေးကိုတလဲအနီးမှာရှိနေတဲ့ဦးဝေလာကိုတလဲကြည့်လိုက်ပြီးဆရာကြီးတအားငဲမနေနဲ့မိုးစွားနေတားကောင်ဖြစ်သွားမယ်နော်မင်းကလေငင်းနေရမဟုတ်ပါကွာအခြေအနေကိုကြည့်နေပါကွာဟုတ်ပါဟုတ်ပါဘယ်လိုဆက်လုပ်ကြမလဲဆရာကြီးတော်ထွေပဲသွားတွေ့မှာဟေ့အောင် ။ငါကြောက်တယ်တော့ပြစ်မထားပါနဲ့ဟာ။ငါလည်းအထက်လမ်းအောင်ဆောင်ထားရဲကောင်းလေ။ပြောရအောင်တမာရီရှိရမို့။တမာရီမရှိလို့တော့မရဘူးနော်ဆရာကြီး။ကျွတ်တို့ပါယူသွားရင်တော်တော်တောက်ရက်ကွဲမှာ။မင်းရလေ။အဲ့လောက်တော့ငါသိပါတယ်ကွာ။နှစ်ယောက်ဆိုဘာမှဖြစ်ပါဘူး။ဒေါက်တာလက်နဲ့တွေ့မော်ဆွမ်းရင်တွေဆုံးကဝေးတွေဆက်တယ်မကြဘူး။အဲ့ဒါတော့ကြောက်တယ်ဟာ။မင်းလည်းလူပြောစိတ်ပေါက်နေလား။ဟာဗျာကျုပ်ကခလေးပဲရှိပါသေးတယ်ဗျ။အာဆိုတော်သေးတာပေါ့တော့ကြမဲ့လူပြိုစေးပေါက်နေငါတို့တယောက်နဲ့တယောက်ချရင်ချနေရမှာဆရာကြီးကတော့နောက်ပြီဗျာ မဖိုးတင်တဲ့ဦးဝေလာတို့ကညောင်မင်းအောက်ကိုတွေ့ရွေ့နဲ့သွားကြပါရယ်မမစိန်နဲ့နေကလာတဲ့အခါမှာဦးဝေလာကတက်ပြင်းရှည်ကြီးချလိုက်ပြီးဘိုးထင်ပြားစရာကြီးငါနှခံမွေးနှုတ်လိုက်စမ်းကွာဆရာရဲ့အရေးရဘာတွေခိုင်းနေရလဲပြားလည်းမရှိဘူးပြီးတော့ဆရာကြီးနှခံမွေးကမရှိပါဘူးကြည့်ကြအောင်ပါမိတော်တော်ရှာရှဲကောင်မေနှုတ်ဆုံနှုတ်လိုက်ဦးဝေလာကအတင်းကိုခိုင်းနေရကြောင်းမဖိုးတင်ကလည်းလက်လန်းမီစင်ရံအတွက်ကုန်ကွက်ကွက်လုပ်နေတဲ့ဦးဝေလာရဲ့နှခံမွေးကိုအားကုန်ဆဲနှုတ်လိုက်ပါရယ်အာနာသွားလား နားရရပြီရပြီအိမ်မှာကွာတာပဲအထက်လန်းဆရာအစင်းနဲ့ငါတို့လိုအထက်လန်းဆရာရောင်ရောင်အောက်လန်းရောင်ရောင်ကောင်းနေဆရာကြီးအကြည့်မာနေလေမမဆေးရဲ့နောက်ကျောအောက်ကိုမကြည့်နဲ့လေဗျာမင်းရလဲကွာငါသူ့စပင်လေးတွေကိုပဲကြည့်ရပါကွာစကားတပြောပြောနဲ့မောင်ဖိုးထင်တို့ရှောက်လန်းလာရမှမမဆိုင်နဲ့အလွန်နီးကပ်လာတဲ့အနေအထားကိုရောက်လာကြပါရဲ့ဒီကမှာမမဆိုင်ကပကတ်ပွားနေဆင်းလိုက်ပြီးသူတို့နှစ်ယောက်ပဲလဲကြည့်ကအလွန်နှစ်လိုပဲကောင်းတဲ့မျက်နှာနဲ့ဥဝေလာကိုကြည့်ကနူးညံ့သိမ်မွေးစွာနဲ့စကားဆူပါရဲ့မောင်ကြီးမမဆိုင်စီလာတယ်နော် 哦诶拉嘞。ဆရာကြီးစိတ်แท้အောင်ရွာသားတွေမကြရပဲဆရာကြီးကိုပြန်ကြရခိုင်းမယ်။ဘုထင်ငါ့ကိုနာအောင်ထားလို့ဆန်ကွာ။ဆရာကြီးကျုပ်ဘလို့လောက်အောင်မလဲ။နာအောင်လောက်ကွာငါ့ကောင်ရိုက်တဲ့။မဖိုးထင်ကဥဝေလာရဲ့စကားမဆုံးခင်မှာပဲအနီးမှာရှိတဲ့ဝင်းရုံတုံးနဲ့ဥဝေလာရဲ့ကောင်ရိုက်လိုက်ရမှာဥဝေလာရဲ့မျက်နှာမှာသေးများစီးကြလာပါရဲ့။အဲ့ခါမှာဥဝေလာကမဖိုးထင်ကိုကြည့်ပြီးအာလက်စာပြင်းလိုက်တာကွာ။ဒီနောက်မှာတို့တွေကတအားပဲလေဗျာ။ကာလာသားတွေရိုက်ဖြစ်ထားနေမယ်။ဆရာကြီးကနာအောင်လို့ဆိုတော့လေကျုပ်လည်းရိုက်လိုက်တော့ပေါ့။ ကောင်းပါရဲ့ကွာဥဝေလာကမဖိုးထင်တို့ကိုအဲ့လိုမျိုးပြောပြီးရဲ့နောက်မမစိမ်ဘက်ကိုလှဲ့ကအစိမ့်မနေုံနဲ့စိမ့်မငါသိရဲ့နော် နေရမှာရတဲ့အခုချိန်မှာအသုံးမဝင်တော့ဘူးနင်ဘာကောင်းလဲငါဘာလာနှောက်ရက်တာလဲနင်ရွာသားရောနှောက်ရက်တာရတန့်ရက်ရွာနေရွာအကလာသားတွေအကုန်လုံးသိစီရမယ်တဲဒီအစိမ့်မငါစကားနားထောင်စမ်းလာမဲ့တပတ်အတွင်းမှာနောက်ပိုးနဲ့စီသားရွာကလာသားတွေအကုန်သိစီရမယ် မမစိန်အမိရတဲ့နတ်စိန်ကဒီလောက်သာပြောပြီးတော့နောက်ကိုလှည့်ထွက်မဲ့ပြင်စင်မှာဥဝေလာကသူ့ရဲ့လွယ်ရီတစ်ကတစ်ခုခုကိုနှိုက်ပေးမိလေလွယ်ရီအပေါက်ကိုလက်မတည်ပဲဖြစ်နေကအစိမ့်မရက်ဆန်းသူအဲ့လိုပြောနေပေမဲ့လေမမစိန်မရက်တန့်ခြင်းမရှိတောင်းမြေတိုင်းသွားနေပါရဲ့ဒီကမှာဥဝေလာကဟျာငါလာတွဲလာတွဲဗျာဘာဖြစ်လို့လဲမင်းကတိတ်အောင်ရိုက်တာဟိုအစိမ့်မငါတို့တတ်မသွားတာကံကောင်သူ့ကိုငါမြင်တော့မမြင်ရတော့ဘူးမြင်မလားဆရာကြီးရဲ့သူ့ရဲ့မျက်လုံးဖုံးနေအောင်ငါ့ကိုရွာအောင်မြက်မြက်ပြန်ခေါ်တော့ ခူးခဲ့မှာပဲကွာတပတ်ပဲအချိန်ရှိရတယ်ဒီအစိမ်းမကာလနာအဲကာလာသားတွေကိုတတ်တော်မှာလာလာမဲမဲပြန်မယ်ဆရာကြီးကခေါင်းကိုရိုက်တင်ရိုက်လို့ပြောတာ ው ဗျဟဲ့မင်းကိုရိုက်တင်မဲရှိသေးရဲ့ရိုက်လို့မပါသေးဘူးတကယ်ကောင်ကွာဟိုဟာမှငါတို့ဘာမှမလုပ်တာကံကောင်ဆရာကြီးကလွန်ပါလေဗျမိမပဲဘာများထူးဆန်းတာမှလို့မင်းမသိဘူးနော်ကောင်လေးမင်းမသိဘူးဘာမသိရလဲရွာတို့ကမြမြပြန်ကြအောင်ကွာငါခေါင်းနေမူလာပြီရွှေတွေမကုံသေးပါဘူးပို့ထင်啊မင်းကငါ့ကိုသေးစေချင်နေပြီလားကွာ ဟာဗျာတေးစီခြင်းလို့ရိုက်တာမဟုတ်ပါဘူးဆရာကြီးနှာခေါင်းကြီးရဲလာတယ်လို့ထင်အောင်လို့ရိုက်မိသွားတာပါဗျာအေးပါကွာအေးပါကျေးဇူးတင်ပါကွာကျေးဇူးတင်ပါဒီလိုနဲ့မဖိုးထင်ကဥဝေလာကိုတွေ့ကနောက်ပိုးရွာကိုပြန်လာခဲ့လိုက်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လေးမယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစံလေးတွေကိုစဉ်စမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလေးမမေ့ကြပါနဲ့ဦးနော် နားဆင်ပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်